တန္တရာသင်္ကေဘူးဆရာတော်ဆိုတာဟုတ်ပြီဥပဒေစာဥပဒေစာဆရာတော်ဒီလည်းသူကသူကလည်းဘုဘခွန်းတမတူကတနေ့တော့ခွင့်လားနေ့တော့ခွင့်လားကိုယ်ကလည်းမော်ဘီစကူတို့မြောင်းတကာတို့ကတော့လူရည်ကြမှာကြံရဲမှာမှာသူက၅ချိန်လောက်ခွင့်တော့ပေါ့။အဲသူတို့ကတော့ဒီချိန်မှာဆရာတော်တစ်ပါးနောက်ဒီချိန်မှာဆရာတော်တစ်ပါးပေါ့။တကယ်ဒါကြီးသူတို့ပြင်လိုက်တဲ့ဆရာတော်ကြီးလေ။တကယ်အကြည့်ပြီးဆရာတော်ကြီး။ မော်ဘီစကူတို့ညောင်းတာပါမော်ဘီစကူကတော့ဖွဲ့ဝဲကိုဖွဲ့ဝဲတမပဲဖွဲ့ဝဲကတော့အုပ်လုပ်သွားတမပဲဘတ်စင်ပေါ့နည်းနည်းကနှစ်ချိန်ငါးသုံးချိန်လာတယ်အဲတမပဲသုံးချိန်လာလေးချိန်လာတယ်ဒီကတော့မမှတ်မိဘူးကွာဟိုကလည်း၅ချိန်၆ချိန်လောက်လို့ညောင်းတာပါအဲ့ဒီကလည်းတကယ်ဘုံဘုံအကြီးကြီးဆရာတော်ကြီးတွေကာပြီးတော့ပါတယ်ကာပြီးတော့တော်ဒီတန်တရာဥပန္ဒေသဆင်လာတယ်တော်တော်များများအချိန်ပေါင်းတော့မိုးရဲ့တပည့်ရင်းခံပါ ီနာဓမ္မယုံလေးရတယ်ဟိုတပီတော့စိတ်ကူးမိတာပေါ့ဗျာဒါလေးကကိုဓမ္မယုံလေးလို့လိုက်ရင်ဒါဘာရေးညာရေးအရေးကြောင့်ရှင်ကိုရက်ွက်တဲ့ရှိမှရှင်ဘယ်လိုလုပ်ကမာတုံးတော့တုံးလို့တဲ့အောင်ဆိုပြီးတော့ဒါလေးရက်ွက်တာတရာဒီအဖွဲတွေကအကုန်လုံးစုပေါင်းပြီးတော့မှအဝေးရတယ်ပါတော့ပေါ့ဗျာစုပေါင်းပြီးတော့မှတယောက်က1000 2000လို့အဲ့လိုတွေ့ရင်းကနေမှဒီထဲမှာပတ်သက်တပြားမှမရှိနေတော့တာပြဒီဓမ္မရေဘယ်ခက်ခက်ကြီးနော်ဇွဲတော့ကြီးရတာဟုတ်တယ်အဲ့ဒါကိုကတော့ကောင်းပါတယ် ကိုဒီမှာတချို့တည်းရက်ခွဲရမှာဘာလို့လုံးကြတယ်ရက်ခွဲဒီမှာယုံနေရတယ်ကြော်ဝါတဲ့လုံးဒီလိုတို့ဆုံးအဲဘာလဲတီလာပေးတီလာပေးတယ်ဆုံးကတ်ဆုံးကတ်တယ်ဒီလာဝါရင်းတစ်ဝဲလုံးမှာဆရာတော်တပါးကိုပြင့်တယ်ဒီမှာဒီလိုဗျာဟိုမသွားနိုင်မလာနိုင်တဲ့ဟိုကလေးမိဘတွေရှိမယ်လုပ်ငန်းရှင်ရဲ့မိဘတွေရှိမယ်အဖိုးကြီးအဖွားကြီးရှိမယ်ပေါ့ဗျာအဲ့ဒါလေးကိုရည်ရွယ်ပြီးတော့ဒီမျိုးကဥပုပ်တိုင်းဥပုပ်တိုင်းဒီမှာခွန်ကြီးဒီကပေးတယ်ဆုံးတယ် တချို့တတ်နိုင်တဲ့ဒကာဒမတွေကလည်းတော်တော်များပါပဲယူရနဲ့ရှိလို့ပိတ်ဖိတ်ပြီးတော့မှပို့တယ်ပြောပါလေတော့ဒီပြုလို့ကောင်းလို့လုပ်ကြတာ။ဟောဒီခိုင်းရည်ကြီးပေါ့ဗျာ။ခိုင်းရည်ကြီးပြန်มาလဲဒီဒီနေ့ဒီနေ့ကတော့ဒီလိုကဘာပေါ့ဗျာ။ဒီဒီနေ့မလုပ်နိုင်ဘူးဗျာ။ပြောရလေဒီမှာနားတာမကြားသေးဘူးပြ။ဒါကမန္တလေးနဲ့ဖြစ်နေတဲ့ကံကြောင့်ပြော။ဒါမင်းနဲ့ကြံတော့ဒီရောဒီရနေမှာ လေးလေးမင်းတပင်းပြီးမယ်လို့ကျွန်တော်မိတ်ဆွေတို့ကတိုင်ပင်လာတော့ကောင်းပါပြီအဲ့တော့တွေ့ရတော့မှသူကဘုရားကိုရင်ဆရာတော်ဖြစ်တယ်သူကအခုအသက်60နှစ်ရှိပါပြီဝါရောကတော့ဆက်ရှင်ဝါကြော်ခဲ့ပြီပေါ့အပြောချင်တာကတော့ကိုယ်တကားလည်းကမလေးကိုယ်ညီမလေးအမလေးဘုရားမှာဒီမောက်တဲ့မငယ်တော့ဆိုတော့အားလုံးကိုပြောချင်တယ်ဘုဂုတ်တရားအလွန်ကောင်းပါတယ်ဦးဇင်းလည်းဘုဂုတ်တရားကိုလည်းအားထုတ်ပါတယ်ဘုဂုတ်စကံနဲ့ဖွင့်ပါတယ် အမုခုဆက်ဝိုင်းလေးနဲ့ပြေးပါလားလစဉ်နဲ့ဖွင့်ပါမနေ့ပြန်ဆုံးစားဘူးလစဉ်ဖွင့်တာလစဉ်ဖွင့်တယ်အခုသာမင်းအခုဇင်းကအဲဒီလပြီတိုင်းဖွင့်တာဟုတ်လားလပြီတိုင်းလပြီတိုင်းဖွင့်တယ်ရဲ့မရက်ပဲအဲ့တော့မနေ့ပြန်ညနေဆိုဒါကြီးလာလို့ရတယ်ဒီနေ့ကဗနီးရောက်လာမယ်ကြွားခဲ့တယ်အရင်အလုံးမနေ့ပြန်ညနေလာ9ရက်ပေါ့20ရက်နေ့ညနေရောက်လကွေနီးဖြစ်သွားတယ်ဘာကြောင့်လဲဆိုဦးဇင်းအိန္ဒိယကိုသွားဖို့ရှိတယ် အိန္ဒိယကိုလာကုန်တော့မှာမလို့ကထိန်နဲ့တော့တို့စီစဉ်ရနိုင်တယ်ပြောချင်တာကတော့တရားစခန်းဝင်ရင်အားလုံးဖိတ်ပါတယ်လို့ဦးဇင်းဟောကြားပုံစနစ်ကတော့မဟုတ်ဆရာတော်ဖျားကြီးမူပါပဲဒါပေမဲ့ဦးဇင်းကတော့တော်တော်လေးတက်ပြတ်သားသားညံပေါ့ညံစကားပြောချင်ပါတယ်ဒါကြောင့်ငါကြီးမဟုတ်စစ်စစ်ဟုတ်ရဲ့လားလို့မိတာကိုစစ်ပါတယ်ဗျာမစစ်ဘူး ဒါဥစဉ်တကယ်ပြောတာကဒါကြီးကခုနလမ်းမှာပြောတယ်လေဘုန်းကြီးကျောင်းနေတော့အဲ့လိုဘိုးရောဘိုးရောနေဘိုးရောနေဟုတ်ပြီဘိုးရောကဆရာတော်ကဒါပြီးတော့ဆရာတော်ကဘယ်လိုလျှောက်တာပါသူပြောတပည့်တော်ကရိုက်တာနော်တပည့်တော်ကဘုရားထေရဝါဒစစ်စစ်ကိုကိုကိုရံနဲ့လေးလာထားတယ်ကိုကိုရံလည်းထိုက်လျောက်ကျင့်တယ်ပေါ့ဗျာတပည့်တော်ဘာကောင်းမတော့မဟုတ်သေးဘူးဟုတ်ပါဟုတ်ပါသို့တော်လည်းထေရဝါဒနဲ့မဟာယနာနဲ့တပည့်တော်က နားလည်းသဘောလည်းပေါက်တယ်ပေါ့ဗျာအဲ့လိုသဘောပေါက်တဲ့ခါကျတော့ဒီဆရာတော်ကြီးတွေကိုဒါတွေမလုပ်ပါနဲ့ဟိုလိုမလုပ်ပါဒီလိုတော့လည်းတော့ပန်ဝင်နေမှရှိလို့ဗျာဒါသူသူစိတ်နဲ့ပြောမယ်ဝင်ရှိတာဘောလုပ်ပါမလားမလုပ်ဘူးဗျာဆရာတော်ကြီးကိုဒီပြောတခါရှောက်ပြီးလေဒီဆရာတော်ကြီးမမှတ်မိဘူးဗျာဒီအော်တိုမတ်ကြီးကြောင်းကကိုတော်ကအရက်နေခန်းစရီတောက်နေလားဟောဒီအဲ့ဒီကြောင်းနဲ့၄၀တဲ့ပတ်ဝန်းကျင်ပုံပြီးအော်တိုမတ်သိသိဆိုတာအော်တိုမတ်သိသိဆိုတာဒီလိုလို တော်လားဟောတော်ကြောင်းပေးတာဗျာတော်လားဟောတော်ကြောင်းလဲဘယ်ကြညာကြတယ်ဟောတခြားနေပဲဟုတ်ဆွေဇေဒီတဆူရှိတယ်အင်းအဲ့တော့တပီတော်ကဒီကြောင်းကိုဒီကြောင်းကိုဝါကြောင်းလေးတဲ့ကတပီတော်ကတခြားလုံးတတ်နိုင်တယ်လို့ဒကာရမဒီဘကနော်မိစေရအောင်လုပ်ပေးတယ်လျှက်စစ်မိရအောင်လုပ်ပေးတယ်ကြောင်းမှာလူ150 200ကိုတွေးလို့ရအောင်အိုးတွေခွက်တွေပကံတွေအကုန်လုံး၆ရက်ပြီးတယ် ဒါတကယ်မားဒီဘက်ကတောင်းအောင်ကြည့်တယ်ခင်ဗျာပြီးတော့အဲ့တော့အလူကြီးရှိတိုင်းရှိတိုင်းဒီကိုတော့တရားမဟုတ်နိုင်ဘူးဒီက၅ပါးဒီလားမယ်၅ပါးဒီလားပြေးနေတယ်ခေတ္တတော့လဲနေရောတကယ်ကိုခေါ်ဟောတော်ပြုတ်ကြတယ်အခုဥစားတရားပွဲကဥသက်ခိုင်ဥရဲ့တရားပွဲဖြစ်နေတယ်ငံဥသက်ခိုင်တရားနားနေရနော်အလုံးနားနေဘုန်းကြီးကိုဟောတော်ပေါ့ဆရာတော်မှမှတ်မိလို့အဲခရိုင်မန်အဲ့ဒီမျိုးနဲ့တန်ခါးနိုင်ကဥက္ကဋ္ဌတွေတွင်းမှုတွေဒုဥက္ကဋ္ဌတွေဘာဥက္ကဋ္ဌတွေဆိုအဲ့ညောင်နဗျာဆရာတော်ဒု တို့ခရရှောက်တယ်ဗျာသူတို့ကလည်းသိတယ်တဲ့သိတယ်ဆိုလို့ရှိရင်တာဂါတော်တွေမှာဒီလိုဖြစ်နေတာကိုဆရာတော်ကြီးတို့မှရှင်းမထုတ်ရင်ဒီဘက်တို့ဘယ်လိုလုပ်မလဲဒီဘက်တို့ကသွားပြောင်းရင်ဘုန်းကြီးတဲ့ကောင်နဲ့နဗန်းလုံးဝလိမ့်မယ်ဗျာရိုက်တယ်မလားရိုက်တယ်အဲဦးပိနေတော့ကဆရာတော်ကြီးဥပါလို့ခေါ်တယ်နော်ဥပါလေးဥပါလေးဥပါလေးကပြောင်းလို့ဥပါလေးသူ့လည်းတပြီးတော့ရှောက်တယ်ဗျာအဲ့တော့ဘယ်လိုပြောလဲဆိုတော့ဒါကြီးကသူကလူလိုက်တယ်ဗျာတဲ့ကျုပ်ကတော့သူတို့ကြောက်နေရတာ ကျုပ်ကအဲ့ဒီအဲ့ဒီဦးစင်ကကျုပ်ရဲ့တပည့်အရင်နဲ့ကျုပ်ရဲ့တပည့်ရင်နဲ့အရက်ကိုင်းကမှမူးလို့ကျုပ်ကတိုင်းဂုတ်ဆွဲပြီးတော့မှကားပေါ်တင်ပြီးတော့ကျောင်းကိုပြန်ပို့ရတယ်တဲ့။ကဲဆရာတော်ကြီးတော့အဲ့လောက်တည်နေမှဆိုရင်တတိယတစ်ယောက်တာတွေကအသေးခွားတွေဖြစ်ပါပြီ။ဆရာတော်ကြီးကဥက္ကဋ္ဌလုပ်နေပြီးတော့ဒီလိုဘုရားသာသနာညှိနှိုင်းတဲ့ကိစ္စကိုဆရာတော်ကြီးတို့ကမရှင်းရင်ဒီလိုတော့ကလူနဲ့သာသနာတဲ့ရှင်းရင်နှစ်ပတ်လုံးအရင်လည်းကြောင်းကောင်းကြုံကောင်းဖြစ်မယ်ခင်ဗျာ။ဒီလိုလည်းတတ်ခါပတ်လျှောက်တယ်ဗျာ။ဟိုကမှော်ပြီးပိန်နေတော့လည်းရောက်တယ် ကုန်လုံးပတ်လျှောက်တယ်။နောက်ဆုံးလျှောက်လို့များကတော်ပြီ။အဲ့ဒီရှာတော်တော့ဒီပြောလျှောက်တယ်ဗျာ။ဦးစင်းဗျာဒီပြောတို့ပြောပြောပါဒီပြောတို့ဟောပါဟောပါဟောပါတော့ဓမ္မတွေအတောင်းကြီးနေနော်။ဓကာဓမ္မတွေကမရှိမဲရှိမဲနဲ့ဟုတ်လားကုသသနာဘာသာသာသနာကိုဟုတ်လားအကျိုးပြုပေးတယ်။ဦးစင်းတို့ဘက်ကတောင်းအောင်မကြည့်ရင်ဒီပြောတို့ကဥဒုစင်ပုဂ္ဂိုလ်တွေဆိုတော့ရှင်းပြောရင်တော့ဗျာဥစဉ်ကတပြည့်အောင်ရှင်းမကုန်ရှင်ဒါဖះဟောင်းနဲ့တော့ဆန့်ကျင်မဲ့ဖြစ်ပါတယ် ါဘုရားတော့သူ့လို့သူ့လို့ကိုလို့ကိုလို့လို့ဘုရားဟောတာပေါ့ဗျာဒါပြန်တပည့်တော်ကအမှုတွေလေအရင်ပါလေးမှာမဟုတ်တာဆိုတော့အဲ့လိုပဲကြောင်ကြောင်ပဲပြောလိုက်အဲ့ဒါကဘုန်းကြီးတစ်ချိန်မဟုတ်နှစ်ချိန်မဟုတ်သုံးချိန်မဟုတ်ဆယ်ချိန်မဟုတ်နော်အချိန်ပေါ့အများကြီးဆရာတို့မမှတ်ပြီလို့တပည့်တော်ဆရာတို့ကျွန်တော်ရှောက်ဘူးလေရှောက်ဘူးလေရှောက်ဘူးလေကဲအဲ့ဒါဆိုပြီးလာပြီပေါ့ဒါတော့ပြန်ပါတော့ဟင်ဟိုအဲ့ဒါပန်းသွားပြီအဲ့ဒါတကယ်ကြီးပြောလာတော့မှာအချိန်အလုံးတည်းဒီလိုက်ရောဒီကနေ့တန်မိုးရှိတဲ့ ဲတရားပွဲလေးအနေနဲ့လည်းနည်းနည်းလေးဟောအောင်ဟိုဥဒခံရဲ့ဥဒခံရဲ့တရားနိုင်နေဘုန်းကြီးလည်းမပြန်ရင်ဟုတ်တယ်မလားအဲ့တော့ဥစဉ်ရလည်းစကားပြောရင်ပြတ်ပြတ်သားပြောရစီနာလည်းထားတယ်အခုအချိန်ကြီးတော့အချိန်လေးလက်ပေါ်မှာဆိုလို့ဆုံးကမှားနေတဲ့စကားကြီးဘယ်နဲ့ကိုဝဲပါအတင်းနေကိုဝဲဟုတ်တယ်ပြီအဲ့တော့ဒီကနေ့ဆုံးသိအောင်ဝဲ တင်းနေတဲ့ဆုံးမအောင်မရဦးစွန်းပဲလေအကျိုးများတယ်ဒီကုသိုလ်တွေဖြစ်ဖို့ကလည်းတော်တော်လေးကိုခက်ခက်ခဲခဲနဲ့ဖြစ်လာခဲ့ရတယ်ဘွယ်မှန်ပါလားဒါကြောင့်အဲ့ဒီမှာကမာတို့ဆိုပြီးတော့ဆရာတော်ကြီးပြင်ပြီးတော့ကပ်ယူတယ်လူရန်နဲ့အလုံးမမြတ်တဲ့ကုသိုလ်ပွဲကြီးကိုကဲဩဃာသာကတော်ကျွန်းနဲ့စကတော်လိုက်ကြရအောင်ဩဃာသာ Yeah, 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 yeah.